ပြီးခဲ့တဲ့မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုလုံခြုံရေးနဲ့အခွန်ငွေအတွက်အရေးယူဖို့လိုအပ်တယ်လို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောပြတဲ့နောက်တနင်္သာရီတိုင်းမှာတရားမဝင်လိုင်စင်မဲ့ယင်တွေကိုစစ်ဆေးဖမ်းဆီးတာတွေဆက်တိုက်ဆိုသလိုရှိလာပါတယ်။တနင်္သာရီတိုင်းထဲကမြို့နယ်အများစုမှာအခုလိုစစ်ဆေးဖမ်းဆီးနေတာဖြစ်ပေမဲ့မြို့မြို့မှာကတော့နေအိမ်တွေထဲအထိဝင်ရောက်စစ်ဆေးဖမ်းဆီးနေတာဖြစ်တယ်လို့မြို့ခံတွေကဆိုပါတယ်။ အခုလအစကတည်းကနေမြို့ရဲ့အကြီးကလမ်းစုံနေရာတွေမှာစစ်ဆေးဖမ်းဆီးနေတယ်လို့သတင်းပေးတွေရဲ့တိုင်ကြားချက်အရလဲနေအိမ်မှာပါဝင်ရောက်စစ်ဆေးဖမ်းဆီးနေတာဖြစ်တယ်လို့သိရပါဗျ။ကားရောင်းဝယ်လုပ်တဲ့နေရာတွေနဲ့ဆိုင်ကယ်ရှိုးရူးတွေကိုဝင်ရောက်စစ်ဆေးတာတွေလည်းရှိနေပြီးဖမ်းဆီးခံရသူတွေကိုမြိတ်မြို့ရဲစခန်းကိုဖမ်းခေါ်သွားကကားအသိမ်းခံရတဲ့အပြင်အနည်းဆုံးထောင်ဒဏ်တစ်လနဲ့ဒဏ်ငွေ၅သိန်းပေးဆောင်ရတယ်လို့လည်းသိရပါဗျ။